ဦးမင်းအွန်လိုင်းနေရာမှာစစ်သားမပြောနဲ့ကြံတဲ့သူဘသူတင်တင်စပီကာလေးကြိုက်တဲ့သူတင်ဟုတ်လားနေဝင်းနဲ့ပါရဲ့ဟေးယောဝလုံးပဲမင်္ဂလာနဲ့ခင်ဗျာဂျွန်လန်ဆစ်ချောယန်နေယမန်နပိုင်အထူးတရီမြကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးအခုအချင်းထိအားပေးနေတဲ့တုံကြီးချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တဒင်းလေးတွေစကြရအောင် จุลันสันลียันนี่ด้วยมันลีตายงานซุมเยเนี่ยมยกตาสมุยยงเทมาสิกองสิจตางาสิขันดีกวยกุงสิจัดอัฐัยสกันกูไล่ทักการสีพีทวลาสินตัวลายเยตเพื่อมียากาไม่ช่วยได้ขยา อาจารย์พัสิกองสิสิควยพัดมางากองควยเตวัตเตติทรงปีที่ไขดายายาชิตูมียาเคจังไม่ช่วยได้ขยมุพิบวาปีนาวเตทรงตัวตัวสิควยมาตาลองมียาเนี่ดายายาสิควยมียากูมยกตาเสยงเทกูปูสองเคจัง နကနီပြုတ်ကြတဖွဲ့မင်းချမ်းမှတည်င်းထုတ်ပြန်ထားပါတယ်။ကောင်းလေးတည်တတင်းတော့တည်င်းဂျွန်လန်စငါရနေတွေပခုတိုင်းညံလေးပင်ကြောက်တခါဖြုံမြုံနေအတွင်ရန်ကုန်မန္လီလန်ဟောင်းပေါ်စီစစ်ကောင်စီတဖွဲ့များအခြေချတဆွေထားသည့်စခန်းကူးခုကူတော်လှန်ရေးတဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီစစ်ခွေးဖက်မှစကူးကောင်ခွေးတေဝတ်တီတီဆုံးပြီးရေအုပ်တကောင်အပါအဝင်တုံးကောင်အစင်ဖန်းစီရရှိခဲ့ကြောင်း အယူကြီးကကွေရေးဝန်ကြီးဌာနကတရားဝင်တင်ထုတ်ပြန်ထားပါတယ်။တိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်အစုံ16လက်နက်ခေယမ်းများစစ်တုံးပစ္စည်းအမျိုးအများကိုလည်းတင်းစီရရှိခဲ့ကြောင်းတိုက်ပွဲများအတွင်းတော်လှန်ရေးတပ်ဖွဲ့များဖက်မှရဲဘော်တအူးချဆုံခဲ့ပြီးနှုတ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီစခန်းကုခုအနက်မှစခန်းတစ်ခုဖြစ်သောမြောင်လေးပင်မြောက်နှင့်ကျောက်တကားမြောက်ကြားရန်ကုန်မန္တလေးလမ်းထောင်းပေါ်ရှိ တော်ဝိစခမစစ်တက်စခန်းကိုဂျွန်25ရက်နာနဲ့တနာရီခန့်အချိန်ဒေါ်လာရေးပူပေါင်းတပွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာနာနဲ့နနာရီအချိန်တွေစခန်းကိုအပိတက်တင်ပရရှိခဲ့ကြောင်းသိရပါတယ်။မိုက်တဲ့ကွာရန်ကုန်မန္တလေးလမ်းထောင်းကြားကစစ်ခွေးတွေစခန်းတွေတင်ပိတ်တယ်ဆိုတော့တအားကြောက်ရှာကောင်းလာပါပြီခင်ဗျာ။စစ်ခွေးတွေတွေ့ကြတော့ရင်တွေပူလို့ပါပြီကွာ။ကောင်းလေးတဲ့တတင်းနောက်တတင်း ဂျွန်လာနစလေးရနေတွေမန်လေးတိုင်းမစ်ချလာမြုပ်နေဥုံတုံရွာနဲ့ကိုိတ်တောက်ကန်းရွာချတောက်စစ်ချောင်းထူလာတော့တမတ်ကူကူလက်အုပ်ခံစစ်ချောင်းကိုတော်လိုက်ရေးပူပေါင်းတဖွဲ့များကဆောင်ကျူတိတ်ခိတ်ခိတ်ရာစစ်ကောင်စီစစ်ခွေဖက်မှတုံးကောင်ခွေတေဝတ်တီတီဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့ကြောင်း The New State National Defense Army တဖွဲ့မှတည်င်းထုတ်ပြန်ထားပါတယ်။ကောင်းလိုက်တဲ့တည်င်းနောက်တည်င်း ပီတုကကွေရဲ့တမတော်မန္တလေးရဲ့ကွန်မန်ဒိုတင်တန်အပစင်တုံးတင်တန်စင်ပွဲအခမ်းအနားကိုလွမြောက်နေမီတနေရာမှာကျင်းပပြလောက်ခဲ့တယ်လို့မန္တလေး PDF ကဂျွန်25ရက်မှာတတင်းထုတ်ပြန်ထားပါတယ်ကွန်မန်ဒိုတင်တန်အပစင်တုံးမှာအထူးတိုက်ခိုက်ရဲ့ကျန်ခိုင်မှုစစ်နီးမျိုးဟာတွေနဲ့နိုင်ငံရေးတင်ကန်းစာတွေကိုစနစ်တကျလေ့ကျင့်တင်ကြခဲ့ပြီးအချင်းတုံးလာကျော်ခန့်ဂျာမင်ခေတေလို့မန္တလေး PDF ကတရင်ထုတ်ပြန်ထားပါတယ် မန္တလေး PDF ကထုတ်ပြန်တဲ့တင်တန်းစင်ပွဲမှာတင်တန်းတာတရနီပါပါဝင်းဒါကိုတွေ့ရပြီးပြီးခဲ့တဲ့ဇွန်လ27ရက်နေ့ကအခမ်းအနားကျင်းပခဲ့တာကိုတွေ့ရပါတယ်။မန္တလေးကစစ်ခွဲတွေဘီအိုတွေတတိထားကြတော့မန္တလေး PDF ကမန်ဒူတွေတင်တန်းစင်နေပြီ။နောက်ဆက်ပဲမှတူးကြမလဲဆိုတာကိုတော့ကျွန်တော်တို့ကမသိရသေးပါဘူး။ဇူလိုင်လလောက်ဆိုရင်တော့စားတော့မယ်ထင်ပါတယ်။ကောင်းလိုက်တဲ့တဒင်းတော့တဒင်း မင်းတဲ့ချင်းဆိုင်တွေးဆုံဆွေးနွေးရန်လူအလာဘီဖြစ်ချောင်းအချံဖတ်လူတတမဝရံပီခွေးခေါဆောင်ဒူးလှိုင်ကဂျွန်နစငါရက်တွေပြောလို့တီငင်းချမ်းရဲ့ပူရန် Peace Forum 2025နိုင်မင်းခုပြောချရာတွင်ထေသွင်းပြောချခဲ့ချင်းဖြစ်ချောင်းတီစီရပါတယ်လူမှုစီပွားဘွားလုံချုံရဲနဲ့အာမခံချက်ရရှိဖို့အဓိကဖြစ်ပါတယ်အေချန်စွာနေထိုင်ပြီးခေါင်းဝင်စွာဆောင်ရွက်နိုင်ချင်းဖြစ်မိမိတို့ဘဝတူးတက်မှုကိုရရှိမှာဖြစ်ပါတယ် ဒီလိုအခြေအနေမျိုးဖြစ်ဖူးတာကကျွန်တော်တို့အနေနဲ့မြန်နချင်းဆိုင်တွေ့ဆုံပြီးအမင်ချင်းပလေးဆွေနွေတော့ဖူအမန်တကယ်လူအပ်ပါတယ်ဟုအချမ်းဖက်လူတတမဝရံပီခွေးခေါဆောင်ဒူးလိုင်ကပြောဆိုထားပါတယ်ထို့အပြင်စစ်အစိုးရဆိုပြီးကျွန်တော်တို့ကိုတိုက်ခိုက်ခဲ့ပါတယ်ကျွန်တော်လည်းရတဲ့ဝမ်အားနဲ့ပြန်လေတုံ့ပြန်နေပါတယ်ဟုအချမ်းဖက်လူတတမခွေးခေါဆောင်ဒူးလိုင်ကပြောဆိုထားပါတယ် တွေးဆုံဆွေးနွေးပွဲကဘာဖြစ်လောက်ခဏခဏခေါ်နေတာလဲငါတို့လှိုင်းရဲ့မင်းတို့ဘလောက်ပဲခေါ်ခေါ်ကျွန်တော်တို့ကတော့မယုံဘူးမင်းတို့ဒီပေါင်းကုနစေကျော်လင်ခဲ့ပြီတရက်လင်တာကတော့တော်သေးတယ်ဒီပေါင်းကုနစေခွေးတော်မယုံမှာမဟုတ်ဘူးခွေးသားရဲ့နောက်တတင်းမလေးတိုင်းမင်းချံမြုပ်တွေတီတာယူမှုန်ခေါဆောင်ပြီးဘျောဆိုတီအဖွဲ့ဒီလူမနေတော့အင်များရှိကျွန်းတခါတံပန်တခါများပါဖြက်ယူရောက်ချနေကြောင်းဒီတာကမြတ်ထံကတီစီရပါတယ် ်မြို့ဆိုထီးများသည့်ယခုရပိုင်းအတွင်းမင်းချန်စီဂျေရွာများတွင်စစ်ကြောင်းရန်ကြောင်းဘေးလွှတ်ရာကိုထွက်ပြီးခူလုံနေကြသည့်အင်ပန်ရှင်များ၏အင်ဒွင်းပရိဘိုကာပစ္စည်းများတာမကတခါတန်ပန်ဘုံတံမြကိုဖျက်ယူ၍မြို့ပေါ်တွင်ရောင်းချနေကြောင်းမင်းချန်မြို့တည်င်းရှိမင်းတို့ကပြောဆိုထားပါသည်အခုသူတို့စားစရာမရှိတာလားမသိဘူးအခုပူဆိုးနေတာကတူတုတ်တဆွေးတဲ့ရွာတွေဆိုရင်မပြောင်းရဲတဲ့ရွာတွေရဲ့အင်ကဂျွန်းတကားတွေ တံပန်တကားတွေရောင်းလို့ရတာမှန်သမျှဖြုတ်ပြီးတည်နေတာဟု၎င်းကပြောဆိုထားပါတယ်။ကြေးရွာကနဲ့မြို့ပေါ်မှာတက်တက်ပြီးသူတွေကိုလည်းကိတ်မှာဖိတ်ဆန်အိတ်ကိုတောင်းပြီးမှဖိတ်ဆန်တွေအတင်းလူနေတယ်လို့သိရှိရပါတယ်။ဂျာမင်းလေးတွေမလာကင်မာတော့လူပါဝါကြဖို့ကွာတီရာယုမနဖွေးတော့ဂျွန်လန်း26ရက်နေ့ရမနပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲ။ကေဒါဆွင်တော့ကျွန်တော်တို့ပထမဆုံးတွန်လိုက်ရေးလေးနှစ်ကာလတာဖြတ်တန်းခဲ့တဲ့အတွေ့အကြုံကို ပြုတ်ပြသွားတဲ့ကုတေဇာစံတစ်ချက်လုံးနှ ಾಸ င်ကြည့်အောင်ဒီတော်လံရေးမှာအင်မတန်မှကြီးမားတဲ့အကျိုးအမြတ်တွေရှိတယ်ဆိုကျွန်တော်ကယူဆတယ်ဒီတော်လံရေးကြောင့်လို့ဒီတော်လံရေးကြောင့်ပေါ့တကယ်တော့မြန်မာနိုင်ငံမှာဗျတော်လံရေးဆိုတာကဒီ2021ကမှစတာမှမဟုတ်ဘူးတော့နော်ကျွန်တော်တို့ကလူလက်ရေးအင်္ဂလိပ်လောက်အောက်ကလူလက်ရေးရပြီခရေကတို့တော့ပြောရမှာပေါ့နော်လူလက်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ဒါပြည်တွင်းပြည်ပခပြည်တွင်းစစ်နော်ပြည်တွင်းဒါဟိုမြန်မာနိုင်ငံနိုင်ငံရေးစနစ်လွဲခဲ့တယ်ဆိုတာလူလက်ရေးနဲ့အတူပဲဖြစ်လာတာပေါ့နော်အဲ့တော့ ရှေ့မှာတောက်လျှောက်တောက်လျှောက်ဘာလေးဘယ်သူပဲဖြစ်ဖြစ်သေးကြတယ်ဗျဒီနေ့ຫນွေဦးတော်ဆောင်ရေးလောက်တော့ပြည်သူလူထုရဲ့ပါဝင်မှုခင်အားဟိုအမကောင်းမှုပေါ့အမကောင်းမှုတော့ပြောတော်လို့ရတယ်ပဲ1988ပဲဖြစ်ဖြစ်နော်ရှေဝါရောင်ပဲဖြစ်ဖြစ်နော်အဲ့တော့ဒီຫນွေဦးတော်ဆောင်ရေးမှာကျသူကဒီတနိုင်ငံဆုံးပေါ့ဟိုတောင်ပေါ်ရောမြေပြန်ရောပေါ့နော်ကျေးလက်ရောမြို့ပြရောဒါပထဝီအားဖြင့်တနိုင်ငံဆုံးပါတယ်လို့လူမျိုးအားဖြင့်ဆိုရင်လည်းကျွန်တော်တို့ဟိုလူမျိုးအစုံမိဘပါတယ်လို့ပြောရမှာပေါ့နော်လူလူလူတန်းစားအားဖြင့်လည်းအလွာပေါင်းစုံပါတယ်ပေါ့ ဲ့တော့ဒီတော်လန်ရေးဒီတကယ်ပြည်သူတော်လန်ရေးလူမှုတော်လန်ရေးဖြစ်တယ်ဒါတစ်ခုပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အဓိကရေတောင်းမြေပြဿနာတစ်ခုဖြစ်တဲ့ Federal စနစ်မတည်ဆောက်နိုင်ခဲ့တဲ့ပြဿနာအဲ့ဒါကိုဒီနယူတော်လန်ရေးမှာကျွန်တော်တို့ဒီနိုင်ငံရဲ့လူ့ဥယျာဉ်အရာများတဲ့ဗမာတိုင်းရင်းသားတွေကိုယ်တိုင်ကနားလေလက်ခံသဘောပေါက်ပါတယ်ကျွန်တော်တို့တိုင်းပြည်နိုင်ငံရေးပြဿနာပြည်လဲခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့ဆိုရင် Federal စနစ်အစစ်အမှန်တည်ဆောက်မှရမယ်ဆိုတာလေဒီနယူတော်လန်ရေးကိုအကြောင်းပြုပြီးတော့ပြီးသွားကြတယ်ဒါလည်းအင်မတန်ကောင်းတဲ့အင်မတန် ဟိုကြီးမားတဲ့တန်ဖိုးမဖြစ်နိုင်တဲ့အကျိုးမြတ်လို့ထင်တယ်ပေါ့နော်။ဒါကြောင့်ဒီနေ့ဆိုရင်အခုလွေဦးတော်ဆိုင်ရေးမှာကြီးနေပါစကားရေးမန္တလေးမကွေးလို့ပကိုးလို့တကယ်မြေပြန်ဒေသတွေပေါ့ဗျာ။ဒီနေ့ပြောရင်ကျွန်တော်ဗမာတိုင်းရင်းသားတွေအဓိကအခြေပြုနေထိုင်တဲ့ဒေသတွေကစတော်ဆိုင်ရေးမှာဒါအပြင်းထန်ဆုံးပေါဝင်နေကြတယ်။အဲ့တော့ကျွန်တော်ဒီတော်ဆိုင်ရေးဒီလေးနှစ်အတွင်းခီးတွေအများကြီးရောက်တဲ့ထဲမှာအဓိကတော့လူထုလူထုကအလွာပေါင်းဆိုလူမျိုးပေါင်းဆိုပထဝီဒေသပေါင်းဆိုပါဝင်ကြသူလို့ကျွန်တော်တို့အဲ့လိုကြုံကြည့်ရပေါ့နော်။ဒါကြောင့်တိုင်းတာတစ်ခုရှိကြီးရောက်တယ်။ဒါ裡面ဆိုခုနကပြောသူကျွန်တော်တို့က တော်လန်ကြီးကခီးရရောက်တယ်ဒါမှမဟုတ်တကယ်တမ်းသာတော်လန်ကြီးရဲ့တပ်ဦးအဖွဲ့အစည်းတွေပေါ့ကျွန်တော်တို့ဒီမေပြန်ဒေသတွေအတွက်ဆိုလို့ NUG ဂျာကလာမျိုးသားညီညွတ်ရေးအစိုးရပေါ့ဗျာဒီကျွန်တော်တို့ခြားနော်ဒီတိုင်းရင်းသားနော်အဲ ERO ဒေသတွေတိုင်းရင်းသားတော်လန်ကြီးဖွဲ့စည်းဒေသတွေပါဆိုအဲ့ဒါသက်ဆိုင်ရာနယ်မြေကန် ERO တွေပေါ့နယ်မြေထိန်းချုပ်သိမ်းမဲ့တဲ့ ERO တွေနော်နောက်ကျွန်တော်တို့ဒါဒီ CRB အနည်းစီစီအစရှိတဲ့ဒီဒေါ်လာကြီးရဲ့တက်ဦးဒေါ်လာကြီးကိုတာဝန်ရှိတဲ့အဖွဲ့အစည်းတွေဒါဒီချက်ပို့ပြီးတော့အလုပ်လုပ်နိုင်ကြတယ်ဆိုရင် ီထက်ပိုပြီးတော့အလုတ်ဖြစ်ကြမယ်ဆိုရင်တကယ်တော့အခု၄မိနစ်တာအခုရောက်နေတယ်ဆိုတော့ကျွန်တော်တော်လိုင်းရဲ့အယူအထအများကြီးပိုရောက်ခဲ့တဲ့နဲ့ရောက်နိုင်တဲ့နဲ့ပြည်သူလူထုရဲ့ထဲ့ဝင်မှုကအများကြီးပဲဗျာတတော်ဘူးနော်ပြည်သူကတောင်းရင်ကကြည်တယ်ဆိုတာထက်တောင်းပေါ့နော်ကျွန်တော်ပိုတယ်ဆိုတော့တော့လို့ရပါတယ်နော်ဟုတ်ပေါ့အဲ့တော့အခုတော်လိုင်းရဲ့၄မိနစ်ပြီးတဲ့အချိန်မှာတချို့ပြည်သူတွေနည်းနည်းလေးသွေးအေးသွားတာမျိုးတော်လိုင်းရေးကိုအဲဒီဒီပေါ့နော်အတန်တရားဖြစ်ကြတယ်ဆိုတော့အဓိကဟိုမှန်တဲ့စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေတို့အချိန်ကာလကြာလာတာဆိုစာဝန်တွေကြီးကျတဲ့လာတာဆိုအကြောင်းရင်းတွေပါတာတော့တော်တော်ခုနကပြောတဲ့ သူတို့မျက်စိရှိမှမြင်နေရတဲ့တော်လန်ကြီးအဖွဲ့အစည်းဆိုတာတော်လန်ကြီးသမားဆိုတာတွေရဲ့လုံပုံကိုင်ပုံလုံပြီးလုံဟန်လွဲမှားမှုတွေအားနည်းချက်တွေပေါ်မှာပြည်သူကမြင်လာကြတာညှို့ညင်းလာကြတာဟိုဒါလားကွယ်တော်လန်ကြီးသမားဒါလားကွယ်တော်လန်ကြီးအဖွဲ့ဆိုတာမျိုးတွေရှိလာကြတယ်ဒါကိုကျွန်တော်တို့အခုချိန်မှာတော့ကျွန်တော်ထင်တယ်လေးလေးနက်နက်သတိပြုစဉ်းကျင်ကြရမယ့်အချိန်ရောက်ပြီလို့ကျွန်တော်ကတော့ထင်တယ်ပေါ့ရှေ့မှာဒါမအေးတို့ကုခန့်တို့လည်းပြောသွားတယ်ဆက်ဆက်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကလုံခဲ့တဲ့၄နှစ်ကျွန်တော်တို့ဟာလား တော်လိုင်းရင်အဖွဲ့အစည်းတွေရန်နေရာတွေစဖွဲ့ကြတယ်ပေါ့ဗျအဲ့တော့ NUG အောင်အရင်မပေါ်သေးပါဘူးเนาะကျွန်တော်တို့ဒါပါအာဖာတွေပါကာဖာဒေတာလည်းဖွဲ့ကြတယ် CRPH ရှိတယ်ပေါ့เนาะအဲ့နောက်ကျွန်တော်တို့ဒါ2021ဒါ April เนาะ May မှာကျွန်တော်တို့ဒါ NUG ဆိုတာပေါ်လာတယ်အဲ့တော့အဲ့လုံခဲ့တဲ့လေးနှစ်2021က NUG တွေပါကာဖာတွေပါအာဖာတွေเนาะဖွဲ့တယ်ဆိုတာကျွန်တော်ရဲ့နားလည်ချက်ကဟိုပြည်သူ့အုပ်ချုပ်ရေးဖွဲ့ဖွဲ့တယ်သူကတကယ်အုပ်ချုပ်ဖို့ဆိုတာထက်ဟိုစစ်ကောင်စီဒီပြည့်ရမွေးမှု ငါတို့ကတရားဝင်နေဆိုတော့တရားဝင်မှုဆိုင်ရာတိုက်ပွဲပေါ့ဗျာဟုတ်အဲမင်းတို့အုတ်ချုပ်ခွင့်လုံးဝအုတ်ချုပ်ခွင့်မရသေးရဆိုတာပြောနေပေါ့နော်အဲကျွန်တော်တို့ကကိုယ့်ရဲ့ကိုယ့်ရွာငါတို့မြို့ငါတို့ကာဝယ်မယ်ငါတို့ရွာငါတို့ကာဝယ်မယ်အုတ်ချုပ်မယ်ဆိုတော့ပတ်ကဖတွေဖွဲ့ကြတယ်ပါလာဖတွေဖွဲ့တယ်ပေါ့ပြောချင်တာတကယ်အုတ်ချုပ်ဖို့တကယ်စစ်တိုက်ဖို့တကယ်ရဲလုပ်ငန်းလုပ်ဖို့ဆိုတာထက်တရားဝင်မှုဆိုင်ရာတိုက်ပွဲပေါ့ဗျာစစ်ကောင်စီကိုအတိအမှတ်မပြုဘူးငါတို့ကပဲဟိုတရားဝင်တဲ့ဆိုတော့ပြကြကျင်လို့အတွက်သူကဖွဲ့ကြတာလုံခဲ့တဲ့၄နှစ်ကနောက်တစ်နှစ်ပြီးတော်လန်ကြီးက 2021မှာပြီးမသွားဘူးပေါ့ဗျတပိပိဂလူတိုက်ပွဲကနေအခုနောက်ဆုံးလက်နက်ကင်တိုက်ပွဲတွေပါပါလာတဲ့အချိန်မှာအချိန်ကလေးလေးနေကြတော့အဲ့ဒီအုတ်ချိုရေးအခွဲတွေအဲ့ဒီကာကွယ်ရေးအခွဲတွေအဲ့ဒီလုံခြုံရေးအခွဲတွေတကယ်အုတ်ချိုရပြီတကယ်စစ်တိုက်ရပြီတကယ်ရဲလုံငန်းတရားဥပဒေစိုးမိုးကြီးလုံးရပြီဆိုတော့ဘာပြဿနာတက်လာတော့ဆိုတော့ကျွန်တော်တို့စွမ်းဆောင်သူတို့ရဲ့စွမ်းဆောင်မှုပေါ့ဗျမဆောင်ကျွန်တော်တရားဝင်ယုံနဲ့ကိုစားပြုုံနဲ့မရတော့ဘူးလေကိုစားပြုုံနဲ့မပြီးတော့ဘူးကိုစားပြုမှု plus ကိုစားပြုမှုကိုဆွမ်းဆောင်ကြီးပါထည့်ပေါင်းมาရတော့ တော့ကျွန်တော်တို့ကအခုကျွန်တော်နားကျွန်တော်မြင်မိတာတခုကကျွန်တော်တို့ရဲ့အခုခုနအုပ်ချုပ်ရေးကာကွယ်ရေးလုံခြုံရေးတိုက်ခိုက်ရေးအင်အားစုတွေမှာဆွမ်းဆောင်ရေးရှိဖို့ဆွမ်းဆောင်ရေးပြေဝဖို့အဲ့ဒါလိုအပ်လာပြီကျွန်တော်တို့တရားဝင်နေဆိုုံနဲ့ကိုစားပြုတယ်ဆိုုံနဲ့မဖြစ်တော့ဘူးအဲ့ဒါအခု၄နှစ်ပြည့်တဲ့အချိန်မှာကျွန်တော်အဲ့ဒါတခုကိုကျွန်တော်အဲမြင်မိတယ်ပေါ့ကျွန်တော်တို့အခုနော်ဒါကျွန်တော်တို့ရဲ့ဒီဒီစကိုင်းမန်းကြီးမကွေးဆိုကျွန်တော်တို့အန်ယူဂျီအစိုးရဖွဲ့စည်းတောင်းပေးရထားတဲ့ ခုနပါသုံးသုံးအဖွဲ့စည်းတွေအဲ့ဒါ PD ရဲ့နော်ဒါတက်မတော်ဆိုပြီးပုရိရဲ့တက်ဆိုင်ရာတာဝန်အလိုက်တာဝန်လဲအဲ့တာဝန်နဲ့လိုက်ရုံညီထွေဖြစ်တဲ့ကိုက်ညီတဲ့ဆွမ်းဆောင်ကြီးတွေရှိဖို့လိုပြီးဒါကတော့ကျွန်တော်ကဟိုပထမဆုံးတစ်ခုမြင်နေတယ်ဘယ်ကျွန်တော်တော်လိုင်းကြီးကတဖြည်းဖြည်းပြောင်းလဲလာတယ်လုံခဲ့တဲ့၄နှစ်အချိန်နေနဲ့အခုနဲ့မတူတော့ဘူးလုံခဲ့တဲ့၄နှစ်ကခုနတရားဝင်ဖို့ကိုစားပြုမှုကိုပဲရှေ့ရှုပြီးတော့အလုပ်လုပ်တာဒီအဲ့ကလာမှန်တယ်ဆိုပြောပြီးအခုချိန်မှာအဲ့ဒါကမလုံတော့တော့ကျွန်တော်တို့ကနောက်ဆုံး NUG အစိုးရဖွဲ့တာပဲကြည်ပါဒီကတော့တရားဝင်မှု ကိုစားပြုမှုကိုပဲအခြေခံပြီးဖွဲ့တာဒါကျွန်တော်တို့2020ရွေးကောက်ပွဲရလဒ်နဲ့ CRPH ကနေနော်ရောက်လာတဲ့ဝန်ကြီးတွေတူဝန်ကြီးတွေရှိမယ်အတိုင်းအတာဒေါ်သန်ရေးအဖွဲ့အစည်းတွေနဲ့ကိုစားပြုဆွေးနွေးတဲ့ဟာတွေရှိမယ်တို့ရလူသပိတ်အဖွဲ့အစည်းတွေ AFF အဖွဲ့အစည်းတွေရှိမယ်ဆိုစသဖြင့်သူကအားလုံးကိုနေပင်ကဏ္ဍပေါင်းစုံကိုတရားဝင်မှုအားကောင်းအောင်ကိုစားပြုမှုအားကောင်းအောင်ဖွဲ့အခုကြတော့မဟုတ်ဘူးတရားဝင်မှုကိုစားပြုမှုလည်းလိုတယ်လိုအလုပ်ဖြစ်ဖို့လည်းလိုပြီလက်တွဲကြဖို့လည်းလိုရလာပြီထိရောက်ဖို့လည်းလိုရလာပြီ အဲ့တော့ကျွန်တော်ကတော့အဲ့လိုလေအဓိကပေါ့နော်လွန်ခဲ့တဲ့၄နှစ်နဲ့အခုအချိန်နဲ့ပေါ့နော်တော်လန်ကြီးရဲ့တောင်းဆိုမှုတော်လန်ကြီးရဲ့အခြေအနေကရှေ့ကိုရွေ့လာရတဲ့အနေနဲ့တော်လန်ကြီးရဲ့တာဝန်ရှိအဖွဲ့အစည်းတွေကလည်းပြောင်းလဲလာတဲ့အခြေအနေနဲ့အတူဟန်ချက်ညီညီလိုက်ပါပြောင်းလဲဖို့လို့လိုအပ်နေတဲ့အချိန်ရောက်တယ်ပြီကျွန်တော်ကတော့ဒါလေးကိုတစ်ဖြတ်အရင်မေးမိတယ်ပေါ့ဒီလိုမျိုးပညာရှိလူငယ်တွေကျွန်တော်တို့ဖက်မှာပါနေလို့ကျွန်တော်တို့တော်လန်ကြီးကဘာဖြစ်လို့မအောင်ရမှာလဲအောင်ကိုအောင်ရမယ်အခုစစ်ခွေထုတ်ခံတဲ့ပြည်သူတွေတွားကြည့်ပညာရှိတွေတကောင်းမှမပါဘူး ပါခဲ့ရင်တော်မှကျွန်တော်တို့တော်လှန်ရေးဖက်မှယက်တည်တဲ့ဘီသူတွေကပူမိတ်တယ်ကွာမပြောချင်ဘူးအဲ့လောက်တော့ကျွန်တော်တို့ကကွာချားလာကြည့်ဒါဆိုရင်တော့ note video ALPO ကထဒေါ်ဆိုမြရာစာပြောထားတဲ့စကားကိုချက်လောက်နားဆင်ကြည့်အောင်ကျွန်တော်ရေးရရေးကြပြီးသူအပါဝင်အခုဒီနဲ့ဟိုတစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်နေကြတဲ့အခွဲကြီးတွေကိုဆရာမဘာတိုက်တွန်းနေလဲကြေကြေပြန့်ပြန့်ဖြစ်ဖို့လေလိုတာကိုလိုချင်းတာကိုကိုပြောရမယ် ပြောတယ်လေထားတာက ပြောလို့မရတော့ဘူးတိုက်ရမယ်ဆိုပြီးတော့မှခံယူထားတဲ့အတွက်ကြောင့်တိုက်ပွဲဆိုတာမျိုးဖြစ်ပေါ်လာတာဖြစ်တယ်ဆိုရင်မတိုက်ပင်းနဲ့ရဖို့နီလာမရှိတော့ဘူးလားမတိုက်ပင်းနဲ့ရအောင်ပြောနိုင်တဲ့အနေအထားကိုကျမတို့ကမဖန်တီးနိုင်ဘူးလား creation မလုပ်နိုင်တော့ဘူးလားမရတော့ဘူးကျမတို့ဒီအလုံးကစကားပြောလို့ရနိုင်တဲ့အနေအထားကိုနှစ်ဖက်စလုံးကပြောရမှာပေါ့ တစ်ဖက်နဲ့တစ်ဖက်အားလုံးကနေပြီးတော့မှဒီငင်းချမ်းရေးကိုလိုတယ်ဆိုလို့ရှိရင်ကိုလိုရှင်ကတာသူလိုရှင်ကတာဆိုပြီးတော့မှကျမတို့အပွင့်လင်းဆုံးပြောရမယ်။အော်တစ်ဖက်ကလည်း ေးနိုင်တာဘယ်လောက်ထိပေးနိုင်လဲဆိုတာမျိုးကိုစဉ်းစားရမယ်ဒီအဆင်းထိကိုရအောင်မပြောဘူးဆိုလို့ရှိရင်ကျမတို့တွေကတိုက်ပွဲဆန်တရာမှာရှင်နေဥမှာဖြစ်တဲ့တဲ့ကြောင့်ကျမကတော့အလုံးကိုမြေတားရခံရှင်တာကကျမတို့ဒီနဖူးတွေဒူးတွေတခါတည်းအလုံးကပွင့်ဝင်းလင်းလင်းပြောနိုင်တဲ့အနေအထားအခင်းချင်းကိုကျမတို့ပို့ဆောင်ဖို့အမှန်တကယ်လိုအပ်နေပြီအရှင်ကတအားနောက်ကျနေပြီပို့ဆောင်တရာအဲ့လိုပဲကျမပြောချင်ပါတယ်ဒုက္ခရခိုင်နော်လူမျိုးချင်းနဲ့ပြောတာမဟုတ်ပါဘူးတိုင်းတတရုတ်ပြပြမှနှစ်ပေါင်း90ကျော် ငင်းချမ်းရဲလိုချင်တဲ့လူတွေကြီးပဲနှစ်ပေါင်း90ကျော်ငင်းချမ်းရဲမပေးတာကဒီစစ်ခွဲတွေကြောင့်မင်းလက်တီတာပဲမျက်နှာကခွေရောက်နဲ့ဒီစစ်ခွဲတွေကလက်နက်ချင်းမတက်ရင်ပဲတော့မှကျွန်တော်တို့ငင်းချမ်းရဲရမှာမဟုတ်ဘူးမင်းတို့တွေလည်းရမယ်လို့မထင်ချနဲ့ကျွန်တော်တို့တိုင်းပြည်တူးတက်ဖို့နှုတ်ကြနေပြီဆိုတာကတော့မင်းကမှားနေပြီကျွန်တော်တို့တိုင်းပြည်တူးတက်ဖို့မနှုတ်ကြသေးဘူး ကျွန်တော်တို့လူငယ်လူကောင်းတွေအခု PDF ထဲမှာပဲဖြစ်ဖြစ်တခြားနိုင်ငံမှာပညာသင်နေတဲ့လူငယ်တွေအများကြီးရှိတယ်။အဲ့ဒီလူငယ်တွေကကျွန်တော်တို့နိုင်ငံကိုဒုတက်အောင်လုပ်မှာ။အခု channel တဲ့မင်းတို့တွေတုံးစားလို့မရတဲ့ခွေးလက်အုပ်ကနိုင်ငံရေးသမားတွေကကျွန်တော်တို့နိုင်ငံကိုဒုတက်အောင်လုပ်နိုင်မလား။ခွေးမသားမင်းကလေးဖြစ်နေစေတကွာ။ခုနိုင်ငံကိုဒုတက်အောင်လုပ်မယ်ဒီဒီကောင်တွေက။မင်းတို့အိမ်မှာဝတ်တကောင်ချက်တကောင်တော့မမွေးနိုင်ကြဘူးမင်းတို့တွေက။ အခုရန်ကုန်မန္တလေးအရာဝတီတိုင်းနေပြည်တော်ပြီးသူကုလုံချုံအောင်ထားနိုင်ကြလားအဲ့ဒါဖြစ်ပဲများတော့မယ်နောက်ဗီဒီယိုငကြောင်မင်းကတရုတ်နဲ့အိန္ဒိယကရွေးကောက်ပွဲကိုစပော့တင်လုပ်ပေးမယ်ဆိုပြီးမှပြောနေတယ်ကွာခွေးတာကတစ်ချက်တော့ရှုကြရအောင်အရေးကြီးဆုံးအချက်ကတော့မကြခင်ကျင်းပမယ်မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ပတ်သက်လုံးဝသူတို့ fully support ပေးမယ်တရုတ်ကမြန်မာနိုင်ငံရွေးကောက်ပွဲကို support လုပ်လို့ကိုသိကြတော့ပါတယ် ဆိုတော့အဲ့ဆိုရင်တရုတ်ကအဲ့တိုင်းပြောသလိုအိန္ဒိယကမပြောဘူးလားဆိုတော့အိန္ဒိယကလည်းအဲ့တိုင်းပြောသွားတယ်အိန္ဒိယသံမကြီးကလည်းပြောသွားတယ်မြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှိရင်တို့တို့မှာ policy ၃ချက်ရှိတယ်ပေါ့နှစ်ချက်ကိုကျွန်တော်မှတ်မိလိုက်တယ်ဟဲ့ပြောရတယ် at e at e နဲ့နောက်တစ်ခါအိန္ဒိယရဲ့ဒီဒီ neighborhood neighbor 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 neighborhood first ပေါ့နော်ဆိုတော့အရှိမျောဝါဒနဲ့အိန္ဒိယပထမဆိုတဲ့မူဝါဒကိုအိန္ဒိယကကိုင်ဆွဲပြီးတော့မြန်မာနိုင်ငံနဲ့ပတ်သက်ရင်တို့ကအမြဲတမ်းသူဦးစားပေးနေဘက်တင်မှာထားပါတယ်တို့ရဲ့နိုင်ငံထားတယ်ပြောတယ်ပြီးတော့တစ်ချိန်တည်းမှာပဲအိန္ဒိယကလည်းမြန်မာနိုင်ငံရဲ့ဒီ အဲညီမနိုင်ငံလက်ရှိဖြစ်နေတဲ့ခင်းချင်းတွေနဲ့အချင်းတွေအားလုံးပေါ်မှာသူတို့စာနာထောက်ထားတာဖြင့်ယူကော့ပွဲကျင်းပမယ့်ကိစ္စပေါ်မှာသူတို့အနေနဲ့အဲအစင်းသင့်ကုညီဝိုင်းကုညီပေးမယ်ဆိုတာမျိုးတွေသူတို့ပြောတယ်ဒါအိန္ဒိယလည်းမြန်မာယူကော့ပွဲကုညီမယ်လို့ပြောသွားပြီမင်းတော်အစင်ကအဲ့ဒါပဲရှိတာကိုမင်းတော်ဥပဒေမှာတော့ပီပာအကုပစေယိုဆို အခုတော့တယောက်အကုပစေယိုရုရှားအကုပစေယိုအိန္ဒိယအကုပစေယိုထိုင်းလန်အကုပစေယိုမီလာရုစ်အကုပစေယိုဖြစ်သွားကြပြီမင်းတော်တွေကတခြားနိုင်ငံတွေမကူညီပေးနဲ့မင်းတို့ကိုယ်တိုင်မလုပ်တတ်ဘူးလား တခြားနိုင်ငံတွေကကူငင်ရောမထူးမှလဲမင်းတို့တွေကခွတ်ခုတ်နေတာမင်းတို့တွေကတတော်စားလုပ်နေတာကျွန်တော်တို့နိုင်ငံကိုရောင်းစားနေတာကျွန်တော်တို့နိုင်ငံကိုတိတ်ခတ်ကြအောင်မင်းတို့ကလောက်နေတာကိုနိုင်ငံကိုရွေးကောက်ပွေလောက်မယ်ဆိုပြီးမှကိုတိုင်တောင်မလောက်နိုင်ကြတဲ့ခွေးမျိုးတွေမင်းတို့အထင်မှတော့တရုတ်နဲ့အိန္ဒိယကကျွန်တော်တို့ကိုထုတ်ခံတယ်ဆိုပြီးမှအကြောင်းပြအောင်မှာမဆူရင်နဲ့တကဘာလုံးကမင်းတို့ကိုဘယ်တော့မှထုတ်ခံမှာမဟုတ်ဘူးကြည့်ဒါဆိုရင်တော့ no video စစ်ခွေးတွေအမေရိကန်နေရာတကမှာရှုံးနေရလို့ အဘနေရမာနိုင်ငံရေးစပီကာတွေအစာထုဖို့ငပြောင်ကတိတ်တွန်းတဲ့ဗီဒီယိုတစ်ချက်လောက်လာစင်ကြည့်အောင်အဲစစ်တပ်ကဟိုဟိုရှုံးနေတာပေါ့နော်ရှုံးနေတာမြို့တွေရှုံးလာတာဟာဆိုလို့ရှိရင်ခင်ဗျားတို့အဲ့ဒီဘဘကြီးဦးမင်းအွန်လိုင်းကိုကျေးဇူးတင်ရမှာသူ့ကြောင့်လည်းရှုံးနေတာသူ့နေရာမှာတာမန်လို့ပေါ့ဗျာခင်ဗျားတို့မြန်မာပြည်ကသူ့နေရာမှာဘသူ့ကိုဦးမင်းအွန်လိုင်းနေရာမှာဘသူ့ကိုဒါစစ်သားတွေရမဟုတ်ဘူးဗျာဒီလိုနိုင်ငံကြီးတွေကဘသူ့ခင်ဗျားတို့ကြိုက်တယ်ခင်ဗျားတို့ခင်ဗျားတို့တင်နေတဲ့သူပေါ့နော် ကျွန်တော်ပါတယ်အဲကိုတော်ဘိုးဟိန်းတို့လို့ဒါစပီကာတွေရှိတယ်ပေါ့ဒီစပီကာတွေတည်းတရားရောက်ဆိုတော့မှပဲခင်ဗျားတို့အဲ့ဒီအပုံကိုကောင်းကောင်းနိုင်တယ်ဘာလို့တင်စေချင်လဲခင်ဗျားတို့တွေ့ဘူးတဲ့စပီကာတွေအများကြီးရှိပါတယ် online ပေါ့ live နဲ့ကျွန်တော်နည်းနည်းမေးပြရတယ်ကိုဖုံးတယ်ကိုဖုံးဆောင်ဆိုရင်တော့အကုန်ပြောတယ်တော်ပြီကျော်စိုးဦးဖျောက်ကလေးတော်ဦးတင်လိုက်တော့ကျော်မျိုးမင်းနိုင်ငံလုံးလင်းမှာဒီကောင်ကောင်ပန်းနိုင်ငံလုံးကုံလုံးလင်းမှာစောပါသူ အမင်းတော့ဆိတ်အမင်းတော့အစင်ကဲလာနားမှာကူလဲတယ်ဘယ်သူပဲဖြစ်ဖြစ်နော်တကယ်ကျွန်တော်ရေးပြပေးပါဘာအယူတွေနော်လေးရောက်တော့ရပြီမပုတ်တူအာဟုတ်လားမပုတ်တူတင်လိုက်ရင်တော့မှာပဲနော်ကျွန်တော်တို့ဒါမပုတ်တူလည်းပါတယ်ဘယ်သူကြံသေးလဲနောက်တည်းခင်ဗျားတို့တွေ့ဦးရတယ်ပြောပါမင်းတို့ဆိုးတယ်ဟာပုတ်တော့ဘူးဗျာကျွန်တော်စိတ်ပြတ်သွားတယ်ဗျာအေးဗျာယူတွေများတယ်ဆိုးရယ်နော်ကိုမင်းတို့ဆိုးပါဗျာနော်မင်းရစား ။အားဆိုင်လက်မီရာထုံထဲမှာမဟုတ်လား။အပိုင်ရဲကိုတဲ့။ကြော့စွာတဲ့။ယုံလေးတဲ့။အကျွန်တော်တော်မှတ်ထားရနော်။အခုစိုးတန်းနိုင်နေ။စိုးတန်းနိုင်။ဘင်းဒေါင်။ဘင်းဒေါင်နေထူးနိုင်။တွားပြီးတော့ဒီကျွန်တော်ဒီဆယ်လီတွေအကုန်လုံးသိနေကြပါလား။မြန်မာပြည်လောင်လို့မယ်။နော်အဲ့တော့ကျွန်တော်ပြောစမြောက်ပြောဒီစပီကာတွေကိုပြောနေတာနော်။အဲ့တော့ကျွန်တော်တင်မှာပါတော့ကြော်စိုးဦးတင်နိုင်အောင်ပါပဲ။ဒီသဘုံတွေတော့အကောင်းကောင်းပြုတ်တယ်။ပြီးတော့ပြတ်သားမှာနော်။အဲကျွန်မျိုးမင်းဟဟလား။ စိတ်ပြတ်ကြတယ်ဟုတ်ဟဲ့ဟာနောက်ထပ်မပုတုမတိတာယူမော်ဟဲ့ကျုပ်ဆရာကြီးကိုရွှေညိုးဝင်းနေမိုးကြောစောဟာသူတို့တင်လိုက်အောင်ပါပဲနော်စနိုက်ပါစုတယ်ဟာတော်ပြီဟုတ်တယ်အဲ့ဒီနော်ဦးမင်းအွန်လိုင်းနေရာမှာစစ်သားမပြောနဲ့ကြံတဲ့သူဘသူတင်တယ်စပီကာလည်းကြိုက်တဲ့သူတင်ဟုတ်လားနေဝင်းနဲ့ပါရဲ့ ဒီသဘောကောင်းကောင်းပြုတ်တယ်ဟာအဲ့ဒီမင်းတက်တောင်သိမ့်ဖို့အခွင့်အရေးရှိနေတာနဲ့မသိမ့်မဲနဲ့ခေါင်းပေါ်ကနေဘယ်ရဘလို့ကြာလာတဲ့အမိတ်နဲ့မသိဘူးမင်းတက်တောင်မသိမ့်နဲ့ဖြစ်တာအခုတော့မင်းတက်တောင်ခင်ဗျားတို့မသိမ့်ဘူးဆိုလို့ရှိရင်တော့စစ်သားတွေကိုခင်ဗျားတို့တတ်တတ်မဲ့ဒုက္ခပေးနေတာပဲဖြစ်လိမ့်မယ်နော်ဒါစစ်ဒါစစ်တွေ့တော့ဖြစ်နေပြီအကောင်အကောင်အောက်ချောင်းတွားပြီဟုတ်ပါပြီဒါစစ်တယ်ဟုတ်ပါပြီဗျာနော်အဲ့တော့မင်းတက်တောင်မသိဘူးအခုမင်းတက်တောင်ပြန်မသိဘူးဆိုလို့ရှိရင်ခင်ဗျားတို့ပုံမှန်လေးပြောမယ်နော်အဲဒါကတော်တော်လေးတော်တော်လေးကို စစ်သားမဟုတ်ပဲနဲ့ကြံတဲ့ခေါင်းဆောင်တရားကိုကင်တော်မှပဲဒီเนาะတပုံပြုတ်တယ်ဗျာเนาะစစ်တပ်မှာရှိရလက်နက်တွေနဲ့အေကောင်တွေကငတူးလှိုင်နေရမှာစားထူးရင် PDF တော်လှန်ရေးရေးဖို့တွေကိုနိုင်မယ်တဲ့အဲ့လောက်တောင်ယူနေချက်တာ secret ထုတ်ခံတဲ့ lobby တွေ secret ထုတ်ခံတဲ့ပြည်သူတွေကိုပြောချင်တာကြီးကြပါအောင်ဘယ်လိုမျိုးစိတ်တက်တွေဘယ်လိုမျိုးဥနှုတ်တွေရှိကြတာလဲဒီကောင်တွေကနိုင်ငံအုပ်ချုပ်မဲ့နေရမှာစီးတင်လာကွာ ခွေးအစင်းလောက်တောင်ရှိတဲ့ကောင်တွေကိုရွေးတာကြည့်ချက်ပါအောင်ဒီကောင်တွေကကျွန်တော်တို့နိုင်ငံကိုအုပ်ချုပ်ရင်လေမြန်မာနိုင်ငံပြာကြမယ်ပြာကြမယ်လောင်ကျွမ်းမယ်မိသွေးဖြစ်ကုန်မယ်အယူးတွေအဲ့ဒါကြောင့်ကျွန်တော်တို့တော်လှန်ရေးမှာချစ်ခွေးဖက်ကသတင်းတွေလည်းကြည့်ရမယ်ကျွန်တော်တို့ဖက်ကသတင်းတွေလည်းကြည့်ရမယ်ဘလို့ထိကွာချမှုရှိတာလဲဆိုတာကိုကျွန်တော်တို့ကနှိုင်းရှင်းနေတာဖြစ်ပါတယ်ချစ်ခွေးလော်ဘီတွေရဲ့ဗီဒီယိုတွေကိုကျွန်တော်တို့မတင်ချင်ပါဘူး ဒါပေမဲ့သူတို့ဖက်ကဘလောက်ရှုံးပြီလဲသူတို့ခေါင်းဆောင်တွေကဘလောက်အောက်တန်းကျတဲ့ကောင်တွေနဲ့နှိုင်းရှင်ပြီလဲဆိုတာကိုပြသတာဟုတ်ကဲ့ပါအဲ့လောက်ပါပဲဗီဒီယိုတွေရှိတော့မှာဆိုလို့ကျေးဇူးများကြည့်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time